23နှစ်နေရရတနာလုပ်ငန်းအောင်လုပ်လာတာအခု49 49အနောက်နှုတ်နှုတ်ရမယ်လေ24နှစ်อืม24နှစ်အဲ့ဒါဆိုတော့လေ customer ပေါင်းမြောက်များစွာရဲ့လူတွေကိုအများကြီးကင်တွယ်ရတဲ့ဟာအဲ့တဲ့တောင်ဆိုင်ထဲဝင်လာပြီဆိုတော့ねအဲ့ဧည့်တဲ့အထိုးကွာတိနေပြီအခုလည်းဒီလိုပဲ online ပေါ်မှာ social ပေါ်မှာအလုပ်လုပ်နေရတော့ဩစားလေး ဟိုဈေးရောက်မှုဈေးဝယ်ဖို့မင်းနေဆန်းနေပြောနေဆိုရင်ဒါဝယ်မလားနှောက်မလားဘလို့လားမဆန်းညာမှာစကားပြောနေဆိုရင်နှောက်တော့မှဟိဟိုဟာဖြစ်တော့မှဟိဆိုတာအလောက်ကနေတင်သွားတာပေါ့အဲ့လိုမျိုးဆိုတော့ယန္တာလောကလည်းနေလာတယ်နောက်တစ်ခါလေကျမကကြတော့ယန္တာလုပ်ငန်းကိုအရန်ချစ်တယ်ကျမဘာဖြစ်လို့ live link မီတော့မှလုတ်လဲဆိုတဲ့ခါကျတော့ကျမဆိုင်လဲကျမလုတ်တယ် ကျွန်မအာဒီမှာလဲလုပ်တယ်ဟိုသူများဆိုင်နေ live link ပေးတယ်ပေါ့နော်ဟိုဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်မယေဒနာတွေထိတွေ့နေရရင်ကိုချက်တာနောက်ကယေဒနာပညာဆိုတာလေသင်ယူလို့မဆုံးနိုင်တဲ့ပညာနော်ဟိုအတက်ပညာဟာလေကျွန်တော်တို့အခုချိန်ထိလေ့လာနေရစေသင်ယူနေရစေနောက်တစ်ခါလေယေဒနာဟာလေဟို မြင်နိုးတဲ့စိတ်နဲ့လုပ်တာပေါ့နော်အဲ့တော့ကိုယ်လုပ်ငန်းကိုမူလကိုယ်လုပ်ငန်းကိုလည်းလုပ်တယ်အဲတပားသူကိုလည်းကျွန်မ live လွှင့်ပြီးတော့မှအလုပ်လုပ်တယ်ဆိုတော့ကျွန်မဒီလောကထဲမှာပဲတည်ရှိနေရတာပေါ့နော်ဒီလောကထဲမှာတည်ရှိနေနောက်တစ်ခါဒီလောကကိုဘာဖြစ်လို့ကျွန်မကျွမ်းကျင်ပိုင်နိုင်စွာနဲ့လုပ်နိုင်နေဆိုလို့ရှိရင်ကျွန်မဘွင်းလက်မှတ်ကလေးတောင်ကျွန်မပြပါအောင်ပါကျွန်မခုနပြောသလိုမျိုးလေကျွန်မဆင်းရအောင်မင်းလေးက2000ခုနှစ်မှာကျွန်မဒီပလိုမာပြီးရဂျမ်ဒီပလိုမာ2000ခုနှစ်မှာ2000ခုနှစ်မှာဒီပလိုမာပြီးတယ် အနောက်တစ်ခါကျွန်မအဲဂျန်နက်တင်နန်းညီပေါ်လီဂျာရဲမာရီရှိသေးတာပေါ့ပြီးတော့ MBA နောက်တစ်ခါအဝေးသိင်အီကိုနော်အဲ့ဒါလေးနဲ့ပြီးတယ်ပေါ့လေတစ်ဖက်ကလည်းစီးပွားရေးလုပ်နေနေတစ်ဖက်ကလည်းပညာဝန်းစာကိုဖြည့်ရတယ် တပြိုင်နက်သေးသွားတာပေါ့နော်ငယ်တဲ့အတက်ရယ်ဆိုအုံနောက်ကလည်းရသေးတယ်။တစ်ဖက်ကလည်းဒီကျွန်မစီးပွားရေးလုပ်မယ်ဆိုတော့ management တွေအတွက်ကိုကျွန်မတို့ကစာရီးလက်တွေ့တကယ်ကိုလောက်လောက်လာလာဖြစ်အောင်ကျွန်မတစ်ဖက်ကလည်းစီးပွားရေးနဲ့ပတ်သက်တဲ့ management တွေတစ်ဖက်ကလည်းအဲနိုင်ငံကအတိအမှတ်ပြုထားတဲ့တက္ကသိုလ်ဘွဲလက်မှတ်ရအောင်လို့လေနိုင်ငံရဲ့တက္ကသိုလ်ဘွဲလက်မှတ်ပေါ့နော်ဘယ်လိုပဲဖြစ်လိုအပ်တယ်လीကျွန်မတို့ကတက္ကသိုလ်တစ်ခုရဲ့ဘွဲလက်မှတ်ကလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်ကလည်းတက္ကသိုလ်ကဘွဲလက်မှတ်ရအောင်တင်ယူတယ်အဲတစ်ဖက်ကလည်းအဲပညာဝန်းစာတွေကျွန်မစီးပွားရေးလုပ်တာဖြစ်တဲ့အတွက်ကြောင့်စီးပွားရေး ်ရဲ့ဒီ management ကိုကောင်းကောင်းကြီးလုပ်နိုင်တဲ့ management MBA တက်တယ်။အဲเนาะနောက်တစ်ခါရေဒနာနဲ့ပတ်သက်တဲ့ခုနက diploma တွေတက်တယ်။နောက်တစ်ခါအာဒီရေဒနာနဲ့ပတ်သက်တဲ့ကျောင်းတွေတက်တယ်။ GIA စိတ်နဲ့ပတ်သက်တဲ့ GIA ဘွဲ့လက်မှတ်တွေရှိတယ်။ဆိုတော့ဒီဘက်ကစာတွေ့နောက်တစ်ခါကျမကိုယ်တိုင်ကလုပ်ငန်းရှင်၊ကျမရေဒနာလုပ်ငန်းရှင်၊ကျမဆိုင်လုပ်ငန်းဖြစ်တဲ့တော့ကိုယ်ဆိုင်ကိုယ်ပြည့်စည်ကိုယ့်အကောင်မှားလဲကိုယ့်ပြည့်စည်ကိုယ့်အဥစ္စာဖြစ်တဲ့ကြောင့်ကျမကောင်းကောင်းကြီးလမ်းနှင်းလုပ်လို့ရတယ်။ စာရိကြီးပဲမဟုတ်ဘဲနဲ့ကျမကဒီဘက်ကလက်တွေ့ practical ပါကျမမှာကောင်းကောင်းကြီးပြည့်ဝတယ်ပေါ့နော်တချို့ကကြတော့ကျောင်းနေတက်တယ်သင်တန်းနေတက်တယ်စာရိတက်တယ်ဆိုတော့ကျမတို့ကျောင်းက lab ခန်းထဲကအတွေ့အကြုံလောက်ပဲရှိရယ်ကျမကတော့ကိုယ့်ရဲ့လုပ်ငန်းရှိရတဲ့အတွက်ကြောင့်မလို့ကျမရဲ့လုပ်ငန်းကြီးကတကယ့်ကိုကျမရဲ့လက်တွေ့နေပယ်ကြီးပေါ့လေ လက်တွေ့နယ်ပယ်ကျွန်မ practical sin လို့ကောင်းတဲ့နယ်ပယ်ကြီးတစ်ခုကိုကျွန်မကိုပိုင်နယ်ပယ်ကြီးရှိတာပေါ့လေဆိုတော့မဟုတ်လို့ရှိရင်ကျွန်မတို့ကတော့ဒီအကြောင်းကြီးကြီးပဲဆိုရင်တော့အကြောင်းရဲ့ lab အခန်းထဲကကျွန်မတို့ဒီ specimen ဒီကြောက်တေလောက်ပဲကျွန်မကသိရမယ်ကျွန်မကတော့ကျွန်မလုပ်ငန်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မလုပ်ငန်းထဲမှာရှိတဲ့ရောင်းမဝင်မအောင်မဖြစ်ဘူးလားဆိုရောင်းမဝင်မတွေလည်းအများကြီးဖြစ်တာပေါ့နော်ရောင်းမဝင်မတွေလည်းဖြစ်တယ်အာ အဲ့အပေါ်မှာတင်ယူရတာပေါ့တခါလေးကြားကြောင်ကိုကျမမြေပြောလေအချိန်ကြီးပေးပြီးတော့မှတင်ယူခဲ့ရတယ်ငွေကြီးတွေဆုံးရှုံးပြီးတော့မှတင်ယူခဲ့ရတယ်မျက်ရည်တွေနဲ့တင်ယူခဲ့ရတယ်ဘဝမှာဖြတ်တန်းခဲ့ရတာလေအဲ့တော့အချိန်ကြီးပေးပြီးတင်ယူခဲ့ရတယ်နှစ်များစွာအချိန်ကြီးပေးပြီးတော့မှတိလာတဲ့အတိတွေကိုကျမကဒီကသူတွေအခုကျမကိုချစ်တဲ့သူတွေအဲတင်ယူခြင်းတဲ့သူတွေနားထောင်ခြင်းတဲ့သူတွေအချိန်ကျမတို့အချိန်ကြီးအများကြီးမကုန်နိုင်ရပဲနဲ့အဲ့ဒီအတွေ့အကြုံတွေဘ ഹു တုတ္တရရသွားအောင်ကျမပြောတယ် ငွေကြေးတွေဆုံးရှုံးပြီးတော့မှတိခင်ရတဲ့အတိတွေကိုငွေကြေးမဆုံးရှုံးမဲနဲ့တိအောင်လို့မလို့ကျွန်မမျှဝေတယ်။မျက်ရည်တွေနဲ့ဝမ်းနဲ့ပတ်လက်နဲ့ဖြစ်ခဲ့ပြီးတော့မှတိခင်ရတဲ့အတိတွေကိုအဲ့လိုမျိုးတွေမခံစားရအောင်လို့ကျွန်မကကြိုတင်ပြီးတော့မှပြောပြတယ်။ဒါကျွန်မရိုးရှင်းတယ်။နော်ဆိုတော့လေကျွန်မတို့တော့ကတော့အများကြီးပေးဆက်ပြီးရင်းနှီးကြကျွန်မတို့ဆိုပို့ပြီးခက်ခဲကြမ်းတက်တာပါဘာဖြစ်လို့ဝင်နှန်းမျိုးရုံးကနေဆင်းသက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့လက်တွဲခေါ်မယ် မရှိဘူးအဖေကကုမ္ပဏီပိုင်ရှင်ကြီးမလို့ကိုက director တက်ဖြစ်လိုက်ရတာမျိုးမဟုတ်ဘူးလေเนาะကျမတို့ကကိုဒူးကိုချုံကိုလန်းကိုဖောက်ပြီးတော့မှ တိလားတစ်ဖက်ကလည်းခြုံနေရှင်းရတယ်တစ်ဖက်ကလည်းလမ်းနေခင်းရတယ်တိလားအဲ့လိုမျိုးနဲ့ရှောက်ခဲ့ရတာလေအဲ့လိုမျိုးရှောက်ခဲ့ရတာဆိုတော့အတွေ့အကြုံကြီးအများကြီးပေါ့နော်ဘဝမှာခုနပြောသလိုငွေနဲ့ရောအချိန်နဲ့ရောမျက်ရည်တွေနဲ့ရောအများကြီးဖြတ်တန်းခဲ့ရတာဒါတွေကိုအခုအချိန်မှာကိုကပြန်လဲပြီးတော့မှပို့ချတာဒါကြောင့်ယေရနာနဲ့ပတ်သက်တာတွေအတွေ့အကြုံတွေဘ ഹു တုတတွေဖြတ်တန်းခဲ့ရတယ်ကျွန်တော်တို့ခံခဲ့ရတာတွေခံရတော့မယ်ဆိုတဲ့ဟာတွေကိုဒါတွေကိုကျွန်မပြောပြခြင်းပဲဖြစ်တယ်နော်ဆိုတော့လေဟို ပြောရမယ်ဆိုတော့တထောင်တညတွေဖြစ်ပုံမှာပေါ့လေเนาะဆိုတော့ဘဝတွေကအဲ့လိုနေရှိခဲ့တယ်เนาะကြုံကြရင်ထပ်ပြောပြမယ်